အားလုံးမင်္ဂလာပါဗျ Enemy Limit စတင်ရမှာတော့အားလုံးကိုကြည့်တောင်းနေရှိပါတယ်အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမျိုးမှာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်အဲ့မှာကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးရမှုလို့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျဒီပိုင်းမှာတော့ Musashi တယောက်ထည့်ကျန်ခဲ့တဲ့ခါမှာတော့အရင်တွေ့ခဲ့တဲ့ဒါသမားသူ့ဘေးမှာရုတ်တရက်ပေါ်လာပါတယ်ပြီးတာနဲ့သူ့ရဲ့ဒါဆန်တက်မှုကိုတော့အစားဆုံးမြင်ခဲ့တဲ့ကြောင်းပြပြလိုက်ပါတယ်ပြီးတာနဲ့ငါကိုယ်တိုင်လည်းအဲ့ဒီလိုနဲ့ရောင်ဝင်ကြီးရှိတယ်ကွာ Musashi မင်းကငါတို့နဲ့တင်းတော်တယ်လို့ပဲ ဒါဆန်တက်နေတော့မင်းခန်းစားခဲ့ရတဲ့ခန်းစားချက်ကိုလက်ခံလိုက်ပြီးခနာကိုဘုံကအနဲ့ရောက်ကြောက်တုံးနေလက်ခံလိုက်မယ်ဆိုတော့မင်းကဆောင်းဝင်းတက်မှလာပြီးတော့မင်းကိုယ်တိုင်တုံးဝင်နေဒါတက်လိုက်ဖြစ်လာနိုင်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူ့ရဲ့ဒါနဲ့မြေကြီးကိုခုတ်လိုက်ပြီးတော့အပေါ်တက်လာတဲ့မြေကြီးကိုဆင်းဆင်းမောင်းမောင်းဖြစ်အောင်ခွဲပြားလိုက်ကကြောက်ကြီးတစ်ခုထုပြလိုက်ပါတယ်ပြီးတော့မူဆာရှိစီဒါတစ်ခုပြုတ်ပေးလိုက် င်းနဲ့ဒီတာဆန်သက်မှုခံယူပြီးမင်းကိုယ်တိုင်အားကောင်းတဲ့ခီတက်ဆူတာကဖြစ်လာရဲ့လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဘူရှိရတာတေးသွားရင်သူတို့ရဲ့ဝိညာဉ်ကဓာတ်ထဲမှာကင်းအောင်နေတယ်လို့ထင်လို့ပါ။ဆိတ်ရှုပ်သွားတဲ့မူဆာရှာလည်းငါဓာတ်တလန့်ဖြစ်ချင်ဦး။အတငယ်ချင်းနဲ့အတူတိုက်ခတ်ချင်တာလို့ပြန်ဖြေလိုက်ပါတယ်။ရှိတော်လည်းမင်းတငယ်ချင်းတွေကိုလည်းဓာတ်ရိုက်ဖြစ်ပြောင်းလာမင်းအထီးမကျန်တော့ပဲအိုနီယိုတူတူတက်ခိုင်းနိုင်တော့မှာပေါ့လို့ပြောလိုက်ပါတယ်။ဘူဆာရှိတဲ့ငကိုတွေကမှဓာတ်မတုံးနိုင်လို့စိတ်ညစ်နေပါဆိုတော့တောက်တရေလာပြောနေတော့အဲ့ဒီကြောင်ညင်းလိုက်ပါတယ်။ဒါကြောင့်ရှိတော်ကလည်းမူဆာရှိနဲ့ကီတက်ဆူတာသူ့လှုပ်ထားတဲ့ကြောင်ထဲကိုတွန်းချလိုက်ပါတယ်။ တပတ်မှာတော့ကိုကြီးတို့ကတောင်ပေါ်အလင်းမြန်မဲသွားနေပြီသူနောက်ကစုကူမီကတော့ဖြည်းဖြည်းသွားပါလို့ပြောနေပါတယ်ပြီးတော့သူမကတော့စိတ်တကြနေမှုစားကြီးတော့တယောက်တည်းထားခဲ့တာကောင်းရင်လာလို့မိလိုက်ပါတယ်ကိုကြီးတို့ကတော့သူ့ကိုနှစ်သိမ့်နေလည်းမထူးဘူးဒါကြောင့်ငါရှေ့ကိုဆက်သွားပြီးမူစားကြီးပြန်ကောင်းလာတဲ့ဒီဆောင် ပြီးတော့ကီရှင်းမှာမူစားကြီးတိုက်လို့ရနိုင်တယ်တခြားအနေနဲ့ရှာမယ်လို့ပြန်ဖြေလိုက်ပါတယ်စုကမီရာလမ်းရောင်ဝင်ကြီးကတော်တော်ရှားပြီးတော့ဒဏ္ဍာရီတွေမှာပဲကြာပူတာမျိုးတခြားတစ်ခုရှိနိုင်တယ်။ကုဆာရှားအထူးမိသားစုကဆင်းသက်လာပြီးအန်ဟောစရာကောင်းတဲ့ဆွမ်းအားတွေရှိတယ်ဆိုရင်လက္ခဏာတစ်ခုဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ် ကိုကြည်တို့ကတော့မူဆာရှင်းမိပါရယ်တာမန်လေသမားတွေဖြစ်ပြီးကိုကြည်တို့ကတော့ရွာမှာနောက်ဆုံးကျန်တဲ့ဘူးရှိဖြစ်လို့ရွာသားတွေရဲ့နောက်ဆက်တာမခံရအောင်သူ့ဖိနေတူရွာဆုံးမှာနေထိုင်ခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ငယ်စဉ်ကအချိန်များစုသူတယောက်ထင်းနေခဲ့ရပြီးတနေ့မှာတော့သူစားနဲ့မူဆာရှင်းကသူ့ကိုတွေ့ခဲ့ပြီးတော့ရွာရဲ့အဖေကောင်လေးဖြစ်တဲ့သူ့ကိုဒါတိုင်းပညာကိုတင်ပေးဖို့ခွင့်တောင်းခဲ့ပါတယ်။မူဆာရှင်းမိပါရယ်ကလည်းခြားသူတွေလိုမဟုတ်ပဲကိုကြည်တို့နဲ့သူ့အဖေကိုလက်ခံခဲ့တဲ့သဘောကောင်းတဲ့လူတွေပါ။ ဒါမဲ့တနေ့မှာတော့သူတို့နှစ်ယောက်လုံးဖြားနာပြီးတေဆုံးသွားတာတကယ်ဝမ်းနည်းစရာပါပဲ။စုကူပြရတော့သူမိဘတွေကတာမန်လေသမားဖြစ်ခဲ့ရင်ကီတက်ဆူတာတွေကမူဆာရှီကိုဘာကြောင့်မြင်နေရလဲလို့အံ့ဩနေပါတယ်။တစ်ဖက်မှာတော့ရှီရိုရဲ့အဖော်နာနာအူဆိုတဲ့မိန်းကလေးကပြန်ရောက်လာပြီးမူဆာရှီပါဖြစ်သွားလဲလို့မေးလိုက်ပါတယ်။ဂျိုင်းနဲ့ပြစ်ချက်ဆင်လာလိုက်ရမယ်တီတော့ရှီရိုကမူဆာရှီလက်ခံလာအောင်လိန်ပြောခဲ့တာဖြစ်မယ်လို့တွေးလိုက်ပါတယ်။တကယ်တော့ရှီရိုရှာနဲ့နတ်ဖျားမမူဆာရှီရဲ့ကိုယ်ထဲမှာရှိနေတဲ့အကြောင်းအတီးပြူပြီးမှသူ့ဂျိုင်းနဲ့တွန်းချလိုက်တာပါ။နာနာအူကတော့မူဆာရှီအတွက်နည်းနည်းတော့စိတ်မကောင်းဖြစ်နေပါတယ်။ ါလို့လဲဆိုမူဆာရှာတူမပေါ်ကောင်းကောင်းဆက်ဆံငယ်လို့ပါ ကြောက်ထဖြုတ်ကြနေမူဆာရှာတော့တနောက်ကပစ်ချလိုက်တဲ့ဂီတဆူတာကိုဆွဲလိုက်ပြီးဖြုတ်ကြတာကိုရက်လိုက်ပါတယ်။ဒါတော့ထိလိုက်တိုင်းသူခန္ဓာကောင်ကနေအနံ့ရောင်ကြောက်လေးထွက်လာတော့သူ့အောက်ကပူရင်းနဲ့ချုံရည်လေးကိုဖြုတ်ကြမလား။ဒါမှမဟုတ်အနံ့ရောင်ကြောက်တုံးဖြစ်ဖို့သူ့ရဲ့တတိကိုဆွတ်လို့မလားဆိုရယ်လက်နှစ်ခုတည်းကတစ်ခုပဲရှိပါတော့နေ။ဒါပေမဲ့မူဆာရှာကတော့တတိယလမ်းဖြစ်တဲ့သူ့ကိုယ်ကကြောက်တဲ့အုံကနံရောင်တော့ဖို့ကြိုးစားပြီးမယ်။မိန်းကလေးတန်တစ်ခုကငါလက်မခံဘူးခုတော့ပုံနေုံလိုကြားလိုက်တာနဲ့သူ့ခန္ဓာကောင်ကကြောက်တရပိုထွက်လာတာကြောင့်သူလဲချော်ရည်လေးဖြုတ်ကြသွားခဲ့ပါတယ်။ပြီးတော့မူဆာရှာစိတ်ကတော့သူ့ကိုယ်ရဲ့နဖျားမနဲ့တူဘာမှမသိတဲ့နေရာတစ်ခုရောက်သွားပြီးတော့လက်ဖ ရားမကတော့သူမနဲ့သာရတူနေပုံမူဆာရှိကိုပြောလိုက်ပါတယ်။ဒါပေမဲ့မူဆာရှိကတော့သူ့ရဲ့တငယ်ချင်းတွေနဲ့တူတတ်ခိုက်ချင်းတွေအကြောင်းညင်းလိုက်ပါတယ်။ဒါကြောင့်သူမကနဆိုးတင်ပြောင်းပြောင်းလိုက်ပြီးသူတို့ကနေရင်အတိုင်းပဲလိုအပ်မှာမဟုတ်မမေ့ရလားလို့ပြောလိုက်ပါတယ်။ဒါကြောင့်မူဆာရှိကလည်းအရင်သူ့မိဘတွေကူးဆက်ရောဂါနဲ့တည်ဆုံးခဲ့တဲ့အတိတ်ကိုပြန်မြင်အောင်သွားပါတယ်။ရွာသားတွေကတော့မူဆာရှိရဲ့မိဘတွေကဘူရှိတွေကိုလူရသွင်းဆက်ဆံတာကြောင့်သူ့မိဘတွေကနှက်ခိုက်ခံရတာဆိုပြီးအဖြစ်တင်ကြပါတယ်။ကူဆာရှင်မိဘမဲ့ဖြစ်ပြတဲ့နောက်မှာတော့ကျွန်တော်ဘာပဲခိုင်းရအကုန်လုပ်ပေးပါမယ်လို့ပြောတာတော့သူ့မျိုးရင်းတွေကသူ့ကိုရိုက်ထုတ်ခဲ့ကြပြီးနှင်ထုတ်ခဲ့ကြပါတယ် နောက်ဆုံးတော့မိသားစုတစ်ခုကသူ့ကိုကျွန်တယောက်လိုမွေးစားဖို့သဘောတူလိုက်ပြီမြဲသူကလူများရဲ့အာယုံဆိုင်မှုကိုခံရမယ်လို့ဘာမှမလုပ်ဘူးဆိုတဲ့အခြေအနေနဲ့ပါဘာလို့လဲဆိုတော့သူတို့ကအိုနီယိုမကိုးကွယ်တဲ့သူရဲ့တောင်းကိုခေါ်ထားတဲ့သူတွေလို့လူတိမခံကြလို့ပါပဲမူဆာရှိလည်းပြောတဲ့အတိုင်းလုပ်ခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့အဲ့ဒီမိသားစုကလူတရားသူနည်းလေစားအလုပ်ကိုယူသွားဖို့မေးသွားလို့မူဆာရှိလည်းအဲရနေထွက်ပြီးတော့လူမြင်ကွင်းမှာသွားပြေးခဲ့ပါတယ်အဲ့ဒီမိသားစုကသူ့ကိုလက်ခံထားလို့ရှက်ခဲ့ရတာကြောင့်သူ့ကိုလုံးဝအတိမှန်ပြူတော့ပါဘူး သူကလူတွေရဲ့ချစ်ခြင်းကိုအရန်တောင်းတပြီးလူတွေအတွက်အရန်သုံးဝင်နေခဲ့ပါတယ်။တနေ့မှာတော့လူတရားသူ့သူ့မိဘနေတယ်မတူဘူးဆိုတာတသက်ပြပြီးပြီးရင်လူတွေကလက်ခံလာမှလို့ပြောပြီးတန်းပေါ်မှာသွားနေကိုကြည်ရွှဲဖေကိုခဲနဲ့ပြစ်ခိုင်းတဲ့အခါမှာတော့ဘောင်ဝင်ဂျင်နဲ့မူဆာရှီကလည်းခဲနဲ့ပြစ်လိုက်ပြီးကြံနေတဲ့ပူရှိတဲ့အကုန်း ေသေးတယ်လို့ပြောလိုက်ပါတယ်။နက်ဖျားမကတော့မူဆာရှီကအမြဲတမ်းလူတွေအတွက်အကောင်းဝင်တယ်လို့ခန်းစားစီခြင်းလို့လုပ်ခဲ့တာဖြစ်ပြီးတော့သူ့တငယ်ချင်းတွေရဲ့အတိမတ်ပြုမှုနဲ့တန်ဖိုးထားမှုကိုရဖို့အတွက်ပဲဘူရှိတယောက်ဖြစ်ချင်ခဲ့တာ။အဲ့ဒီလိုလူမျိုးကကီတက်ဆူတာကိုဘယ်တော့မှကင်နိုင်မှာမဟုတ်ဘူး။ငါတို့ကခန္ဓာကိုယ်ရောစိတ်ရောအတူတူပဲမို့စားမရှိပဲတိုက်ခိုက်ဖို့ထွက်သွားတယ်။ငါတို့ကရှီကိုဖမ်းတာခံရနိုင်တယ်လို့ပြောလိုက်ပါတယ်။ ပြောနေရမူဆာရှိခန္ဓာကိုယ်ကနေအနေအောင်ကြောက်တုံးနေစားပေါလာပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးကကြောက်တုံးနေလေလောကဖုံးအုပ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကိုဂျီရိုနဲ့စုကူမီတို့ကတော့တောင်ထက်ရကီရှင်းစီကိုရောက်သွားခဲ့ပါတယ်။ကီရှင်းမှာတော့ကောင်းမရှိတာကိုတွေ့တော့သူတို့အန်အောသွားပြီးတည်သွားပြီလားလို့တွေးနေကြပါတယ်။ ဒါမဲ့စုကူမီကတော့သူတည်တော့ကီတက်ဆုပြီးပြောင်းသွားတင်တယ်လို့ပြောပြလိုက်ပါတယ်။ဘူဆာစီတချင်ချင်းမှာသူ့ကိုကူညီဖို့ပြန်လာလိမ့်မယ်လို့ကိုဂျီရောကထင်ထားတာကြောင့်အဲ့ဒီအချိန်ထိကီရှင်ရဲ့အားနည်းချက်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့ဘယ်သူမှကီရှင်ရဲ့ဂျိုကိုမတွေ့တာကြောင့်ပြောင်းနေတဲ့ကောင်းမှဂျိုရှိနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာရှီရောကကီရှင်အပေါ်မှာပေါ်လာမင်းပြောတာမှန်တယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကီရှင်ကိုတိုက်ခေတာသူ့မို့လို့ပါ။ဒါကြောင့်သူကဘယ်သူမှမသိတော့ဘူရှိဖွဲ့ရလူတွေကဝိုင်းထားလိုက်ပြီးမယ်။ရှီရောကတော့ဓာတ်ကိုမြှောက်လိုက်တာနဲ့ဘူရှိတွေလည်းရှင်းသွားခဲ့ပါတယ်။ ပြီးတာနဲ့ချီရောလည်းမင်းတို့ရဲ့ကီတန်းစုသားတွေကောယူဖို့ရောက်လာခဲ့တယ်လို့ရီယူမောမောနဲ့ပဲပြောပြောလိုက်ပါတယ်။အဲကြောင့်သူကလူတိုင်းအောင်တတ်ဖြစ်ဖို့ဆုံးဖြတ်ထားတာပါ။ပူရှိတွေကတော့ဘာပဲဖြစ်ဖြစ်သူ့ကိုတတ်ခတ်ဖို့ကြိုးစားနေပေမဲ့ရှီရောတော့ကတော့သူတို့ကတတ်ချက်စာပဲရှိပါတယ်။ဒီဘက်ကကြမ်းကြံပဲဟာ။အဲ့ချိန်မှာပဲသူကကိုဂျီရောရဲ့နံပါတ်ကိုကြားလိုက်ရတော့မူဆာရှိရဲ့တငယ်ချင်းဆိုတာတီးသွားပြီးတော့ကိုဂျီရောနားကိုတွားလိုက်ပြီးတော့ဘူရှိတွေတည်ဆုံတာဘလောက်တောင်ကြီးမြင့်လိုက်လဲကွာ။ဘာလို့လဲဆိုတော့သူတို့ကရှောသွားရင်တော့ဘူရှိတွေဝင်ကြီးတွေကသူ့ရဲ့ဒါထဲမှာကဲရောက်နေပြီးတော့အခုဆိုမင်းရဲ့တငယ်ချင်းခေါင်းနေရတယ်။ဒီတက်စုဒါတလက်ဖြစ်နေပြီကွာလို့ပြောလိုက်ပါတယ်။ တဖက်မှာတော့နဖျားမမူဆာရှိရဲ့အနေအောင်ကြောက်တုံးဖြစ်လုံးဝပြောင်းလဲသွားလို့ကျင်းနေနေပါတယ်။ဘာလို့လဲဆိုတော့ရှီရိုကသူ့ကိုမဖမ်းနိုင်တော့ဘူးလို့ထင်လို့ပါ။ဒါပေမဲ့အဲ့ဒီချိန်မှာအပေါ်ကအစင်းအောင်ကြိုးတစ်ဆောင်ကျလာတာကိုမြင်လိုက်ရတော့ချော်ရီအောက်မှာဒုက္ခနာကိုဝှက်ထားလာတာမလုံးကျုံဆိုတာတီးသွားပြီးတော့စိတ်ပြတ်သွားခဲ့ပါတယ်။နာနာဝကတော့မူဆာရှိကိုချော်ရီတွင်းနေရဆွဲထုတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမကမူဆာရှိရဲ့အနေအောင်ကြောက်တုံးဖြစ်လုံးဝပြောင်းလဲသွားပြီလို့ထင်လိုက်လို့ပါ။ဒါပေမဲ့မူဆာရှိကတော့ကြောက်တုံးဖြစ်လောကံပြောင်းသေးတော့သူမကိုကျေးဇူးတင်စကားပြောလိုက်ပြီးတော့တောင်ထိပ်ပေါ်သူ့တငယ်ချင်းလေးကိုကူညီဖို့ပြေးသွားခဲ့ပါတယ် မူဆာရှီကဘူရှိတယောက်ဖြစ်ချင်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးနတ်ဖျားမကသူ့ရဲ့အပေါ်အမြင်အမှားတွေဆိုတာသူသိပါတယ်။အဲ့ဒီအချိန်မှာမူဆာရှီကသူ့ရဲ့အတိတ်ကိုပြန်တွေးလိုက်ပါတယ်။ကိုဂျီရိုဖေကိုဂဲနဲ့ပေါ်ပြီးညမှာမူဆာရှီကကိုဂျီရိုရဲ့အိမ်ကိုသွားခဲ့ပြီးတော့ဒီလိုရက်ဆက်စဲစကားပြောခဲ့တဲ့အတွက်ကိုဂျီရိုရဲ့အဖေကိုတောင်းပန်ခဲ့ပါတယ်။ကိုဂျီရိုရဲ့အဖေကတော့သူ့ရဲ့ခက်ခဲတဲ့ခြေလွန်းနားလည်ပြီးသူ့ကိုခွင့်လွှတ်ပေးတာပါ။ကိုဂျီရိုကမင်းနဲ့မတွေ့ခင်ကလေးကအခုမင်းခန့်စားနေရတယ်လို့သူလည်းခန့်စားခဲ့ရတယ်။ကိုဂျီရိုပြောရင်ငါလည်းပြောတယ်။ငါတို့မင်းကကဲတင်ခဲ့တာပါကွာ။ ဒါကြောင့်ဘာဖြစ်ဖြစ်လည်းအသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေထိုင်စေခြင်းလေလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကမူဆာရှိကိုခေါ်လာပြီးသူတိုင်းလို့ပြုစုပြောထောင်ခဲ့ပါတယ်။မူဆာရှိကလည်းသူ့ရဲ့မွေးစားသက်ဖြစ်စီရနဲ့ဘူရှိဖြစ်ခြင်းရဲ့အတိတ်ပဲကကိုတံမိုးထားတဲ့အရာအလုံးတစ္ဆာဆောင်ပြီးတာလို့တည်ယူခဲ့ရပါတယ်။တစ်ဖက်မှာတော့ကိုကြည်တော်ကရှီရောကသူ့အဓိကလိုက်နေမှတည်းရောသူ့ရေဆိုင်လိုက်ပြီးမယ်အလွယ်တကူပဲရှင်းနေသွားပြီးငါ့ရဲ့အဆုံးသက်ပဲလို့ခံစားသွားရပါတယ်။ဒါပေမဲ့ရှီရောကတော့မူဆာရှိရောက်လာတာတွေ့သွားပြီးကိုကြည်တော်လှုပ်လိုက်ပါတယ်။ကိုကြည်တော်နဲ့စုကူမီတော်ကတော့မူဆာရှိကိုပြန်တွေ့ရလို့ဝမ်းသာနေပြီးတော့ ူလက်ထဲကဂီတက်ဆိုတာကိုခြင်ထားတာကြောင့်အခုဒါတုံးနိုင်သွားပြီလားလို့မေးလိုက်ပါတယ်။မူဆာရှီကတော့တုတ်တန်းကတခြားဘူးကြီးတွေလို့မတောက်ပါဘူးပဲ။သူခန္ဓာကိုယ်ကနေကြောက်တေထွက်လာတာရပ်သွားပြီဆိုတော့ဒါတိုးတက်မှုတစ်ခုဖြစ်ရမယ်လို့ပြန်ပြေးလိုက်ပါတယ်။အဲ့ဒီချိန်မှာနာနာကိုရောက်လာခဲ့ပြီးမူဆာရှီကိုကြောက်ထုံးခေလုံးအောင်ပြောင်းလဲခြင်းထုံးပြီးတဲ့အတွက်ချီကိုတောင်းပန်လိုက်ပြီးတော့ကျော်ကြီးဖြစ်သူ့တက်ပြီးတော့နတ်သမီးကိုပြန်လဲတင်ယူပေးမယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့နာနာကတော့သူမရဲ့တောင်းမှုကိုဖျောက်လိုက်တော့ဓာတ်ချဖို့ဖြစ်သွားခဲ့ပြီးသူတို့တိုက်ခိုက်မဲ့ဓာတ်ခွနဲ့လည်းဖြစ်ပြောင်းသွားခဲ့ပါတယ်။ ဦးဆန်ရှိကတော့သူ့ရဲ့အထူးလေ့ကျင့်ထားတဲ့ glass ဆိုတဲ့အောင်တုံးပြီးတော့ဓာတ်ရီအကုန်လုံးရှောင်ပြီးသူမောက်ဒိုင်းရတက်ခတ်ဖို့စူးစမ်းလိုက်ပေးမယ်ဓာတ်တစ်ချောင်းရှောင်နိုင်လိုက်တာတော့နောက်ဓာတ်တစ်ခုနဲ့သူ့ကိုပြန်တိုက်ခိုက်လို့အသေးအတန်ပဲကာလိုက်ရပါတယ်ဦးဆန်ရှိကတော့လမ်းသားဝယ်အနားတော်မကတ်နိုင်တာကြောင့်ဓာတ်ခုနှစ်လုံးလုံးကိုရိုက်ချိုးပြစ်နိုင်ရင်ကောင်းမယ်ထင်တယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ကိုကြီးတော်ကလည်းမင်းအချက်မဆိုးကွာလို့ပြောလိုက်ပြီးဓာတ်ရီအားလုံးရိုက်ချိုးမဲ့အစီအစဉ်ကိုစဉ်းစားမိသွားရင်ကွာလို့ပြောလိုက်ရင်ဒီပိုင်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်